ားလုံးပဲမင်္ဂလာပါဗျ 4AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဘောက်ပရိသတ်တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်ဒီဘောက်ဦးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအများနဲ့တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေး like and subscribe လုပ်ပေးသွားခြင်းဖြင့်ကျွန်တော်ကိုကူညီပေးသွားလို့ရပါတယ်နော်ကျွန်တော်ဒီနေ့ပြောပြပေးချင်တာတော့ကျွန်တော်တို့အတင်းရဲ့ညာနောက်ခံလူကစားသမားလေးကိုနာပတ်လီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကျွန်တော်လာရောက် share လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကိုနာပတ်လီရတော့ကျွန်တော်လီဗာပူးတင်းတဲ့ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဘဝူးတင်းတဲ့ဒါ လိမစ်စာချုပ်ချုပ်လိုက်ပြီဆိုကြတာကျွန်တော်တို့ official liverpool website ကနေပေါ်ပြလာဖြစ်ပါတယ်ဒါကတော့ corner battley ရဲ့ကျွန်တော်တို့ liverpool player ကစားသမားဘဝမှာသူရဲ့ professional ပထမဦးဆုံးကြီးစာချုပ်လည်းဖြစ်ပါတယ်ဒါကျွန်တော်တို့ arizona အန်ကိုထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ corner battley နေနဲ့ liverpool တင်းရဲ့ဒါအဓိကပွဲထွက်ကစားသမားဖြစ်လာနိုင်မယ်ဆိုပြီးတော့ဒါလူအများစုကထင်ကြီးပေးခဲ့ကြတယ်မယ်ကျွန်တော်တို့ ကုနာပလီရဲ့မကြကနာတန်ရရခြင်းကြောင့်ပေါ့နော်ဒါကျွန်တော်တို့လီဗာကူစင်တင်းရနေဒါလန်လက်ရွေးစင်ကစားသမားလေးဒါဂျယ်ရမီဖေးပေါအောင်ကျွန်တော်လီဗာကူတင်းရခေါ်ယူခဲ့တယ်ပေါ့နော်ဒီခေါ်ယူခဲ့တဲ့အတွက်ကြောင့်ကုနာပလီအနေနဲ့တကယ်လို့သူအနေနဲ့အဓိကပွဲထွက်ခွင့်ရဖို့အတွက်ဆိုလို့ရှင်တော့ဒါဂျယ်ရမီဖေးပေါအောင်နဲ့ကျွန်တော်တို့အပြိုင်ဖိုက်ရဖို့လည်းရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာနှစ်ယောက်ကို နီးပြအနီစလော့နေနေတာစမ်းပြီးတော့သုံးလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲအကြောင်းမို့ဒါသူတို့နှစ်ယောက်ထဲမှာမကောင်းတဲ့ player ကိုဦးစားပေးပြီးတော့သုံးလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်နေယူဆမိပါတယ်ကျွန်တော်တို့ဒါလီဗာပူးအသင်းနဲ့၄နှစ်တက်တန်းရှိရစာချုပ်ချုပ်ဆိုလိုက်ပြီးတော့ဒီကွန်နာပလီယာဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးအသင်းမှာ2021 20နှစ်ကဆိုလို့ရှိရင်ဒီဘာပူးအသင်းကြီးနဲ့ဒါ၅ပွဲကစားခဲ့တယ် နောက်ပြီးတော့ကျွန်တော်တို့2023မှာဆိုလို့ရင်သူ့အနေနဲ့ Lee Wan အတင်းရ Bottom အတင်းကိုကျွန်တော်တို့ပြောင်းဟိုအငှားချလိုက်တယ်ပေါ့နော်အငှားချလိုက်တဲ့အချိန်မှာဆိုလို့ရင်သူ့အနေနဲ့53ကစားပြီးတော့9ကိုအတွင်း5ကိုဖန်တီးခဲ့ပြီအဲ့ဒီရာသီမှာဆိုလို့ရင်2023ရာသီမှာဆို Lee Wan မှာကျွန်တော်တို့တနှစ်တာအကောင်းဆုံး player ဆုလည်းရရှိခဲ့ပါတယ်ဒီပါဘူးအတင်းနဲ့ကျွန်တော်တို့2023 24ရာသီမှာလာရောက်ပြန်လည်ပူပေါင်းခဲ့ပြီနီးပြားကြီး Jaqen Glover လက်ထက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါပြန်ပွဲစုံ23ပွဲကစားပြီးတော့ကျွန်တော်တို့ တကိုးသွင်း6ကိုဖန်တီးပေးခဲ့ပါတယ်အဲ့ဒီတကိုးကလည်းကျွန်တော်ချက်စီးနဲ့ပွင့်ပါပေါ့နော်မမရတာချက်စီးနဲ့ပွင့်မှာသူတွင်းသွားတယ်ကိုကျွန်တော်တို့ခုချိန်ထိအမှတ်ရနေသေးပါတယ်ကျွန်တော်တို့ဒါဒီရာသီ2024 2025မှာတော့သူ့အနေနဲ့ဒါဒံရာတွေမကြာခဏရခြင်းကြောင့်28ပွဲကစားပြီးတော့ဒါ3ဂိုးဖန်တီးပေးခဲ့ပါတယ်ပြန်ဝဲစုံ28ပွဲကစားပြီးတော့သူပရီးမီးယားလိမှာတော့ကျွန်တော်16ပွဲရှိကစားတာပေါ့နော်သူတကိုးတော့ဖန်တီးပေးထားပါတယ်ကျွန်တော်တို့ဒါလီဗာပူးအသင်းမှာတကယ်လို့ ပွဲထွက်ခွင့်တနေရာအတွက်မဖြစ်မနေစူးစမ်းဖို့လေကုနာပတလီနေနဲ့လိုအပ်ပါရဲ့အခုဒါကုနာပတလီဆိုလို့ချင်းပြည့်ရက်တက်က20နဲ့2နှစ်ပဲရှိပါသေးတယ်ကျွန်တော်တို့အခုလီဗာပူးအသင်းနဲ့ဒါ၄နှစ်စာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်၄နှစ်ဆိုလို့ချင်းခု2025ဆို2029ထိတက်တန်းရှိတဲ့စာချုပ်တရက်ကိုချုပ်ဆိုလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဒါအခု free ball နဲ့ရတယ်ကျွန်တော်တို့ဟိုတရားဝင်ခေါ်ယူလိုက်ပြီဖြစ်တဲ့အတွက်ပေါ့နော်ရောင်းခေါ်ယူလိုက်ခေါ်ယူလိုက်ပြီဖြစ်တဲ့အတွက် ကုနာပတလီနဲ့ဒါအပြိုင်ကျွန်တော်တို့ဖိုက်ရဖို့ရှိရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါနှစ်ယောက်လုံးကလည်းအဲ့ဒီနေရာမှာကစားမယ့်လူတွေဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒါနောက်သတင်းတစ်ခုကတော့ခြေစာနဲ့ပတ်သက်တဲ့သတင်းပေါ့နော်ခြေစာကျွန်တော်တို့လီဗာပူးသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်ကဆိုဒါနာပိုလီတို့တခြားအသင်းတွေကိုပြောင်းရွှေ့မယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဟိုတခြားအေစီမီလန်တို့နာပိုလီတို့တခြားအသင်းတွေ ပြောင်းရှင်းမှုဆိုလီဗာပူးကဒါရောင်းပြန်ရောင်းချနိုင်ဖို့ရှိလို့တင်းနေထွက်ခဲ့ပြီမဲ့ဒီပြိုက်အာလီဆိုတော့ပြောထားပါတယ်ဒါချေစာအနေနဲ့ကျွန်တော်တို့လီဗာပူးအတင်းမှာပဲဆက်ရှိနေလိမ့်မယ်ဆိုပြီးတော့နောက်ပြီးတော့ချေစာကောင်းတဲ့ရည်ကြီးရည်သွေးရှိတဲ့ကစားသမားတယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့ဒီယာတီသူ့အနေနဲ့ပွဲထွက်ခွင့်မရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါသူဒီပြိုက်အာလီဆိုတော့ပြောထားတာတော့ကျွန်တော်တို့သူ့ရဲ့ဟို သူကစားနေကြနေရတော့ဘေတောင်မှနဲ့ညာတောင်မှအဓိကသူကကစားတဲ့ player တယောက်လည်းဖြစ်ဒီညာဘက်ချမ်းမှာဆိုလို့ရှိရင်ဒီယာဒီမှာဆိုလို့ရင်မူဆာလာကျွန်တော်တို့ဒဏ်ရာလည်းမရဘူးပေါ့နော်သူ့အနေနဲ့ဒါမူဆာလာအနေနဲ့ဒီယာဒီမှာကျွန်တော်ခြေစွမ်းအရင်ပြနေတဲ့အတွက်သူ့နေရာမှာဒီခြေစာကိုတုံးမှုဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောသွားတယ်ပေါ့နော်နောက်တော့ဒီဘေဘန်ဘေဘက်ချမ်းမှာဆိုလို့ရှိရင်လေကိုကြီးကပိုနဲ့လူဝိဒီရပေါ့နော်သူတို့နှစ်ယောက်ရှိနေတဲ့အတွက်ဒါခြေစာကိုကျွန်တော်တို့အသုံးပြုခဲ့ခြင်း မရှိခဲ့တာဆိုပြီးတော့ညီပြယူအိုင်းဆလော့ပြောရပါတယ်ဒါခြေစာတကယ်ကောင်းတဲ့ပလေးယာတယောက်လည်းဖြစ်ပါတယ်နောက်ပြီးတော့သူ့အနေနဲ့ဒီဘဝူးတင်းမှာနောက်ထပ်ရာသီဒီမှာဆက်ရှိနေမှာပါဆိုပြီးတော့ဒါညီပြယူအိုင်းဆလော့ကတော့ပြောသွားခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီဘဝူးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလာရောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်လာရောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ